င်္ဂလာပါယနေ့နိုဝင်ဘာလ28ရက်နေ့ဒီဗီယိုရဲ့တီးနေပြပါသတင်းများကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။နေဆက်မှာတင်းချောင်းနေတဲ့မောတောင်စစ်ဘေးရှောင်တွေကိုထိုင်းကဖိအားပေးပြန်ခိုင်းတဲ့သတင်းကိုသတင်းတောက်မင်းဟန်မှပေးပို့လာပြီးကိုရစ်ချက်မှတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ထိုင်းမြန်မာနေဆက်မှာတင်းချောင်းနေရတဲ့မောတောင်မြို့ဒေသခံတွေကိုထိုင်းအနာဘဏ်တွေကဖိအားပေးပြန်ခိုင်းလိုက်တယ်လို့စစ်ဆောင်ကူညီသူတွေကပြောပါတယ်။ပြီးရနိုဝင်ဘာလ23ရက်နေ့ကလည်းမောတောင်စင်ခွန်းနေဆက်မှာ ိန်းရှောင်နေတဲ့စစ်ရှောင်1800ကျော်ကိုအလဲကျပြန်ခိုင်းလိုက်တာဖြစ်ပါတယ်။မနေ့ကနိုဝင်ဘာလ26ရက်နေ့မှာအဲ့ဒီနေဆက်ကပြေးရှောင်နေရတဲ့စစ်ရှောင်အားလုံးနှီးပါပြန်သွားကြပြီဖြစ်တယ်လို့စစ်ရှောင်ကိုကြီးသူတူက BBN ကိုပြောပါတယ်။ပြန်လာကပြီးခဲ့တဲ့2ရက်3ရက်ကလေးအတုံးလေးပုံစံနဲ့ပြန်သွားကြတယ်။ဒီနေ့မှာအကုန်နှီးပါကွန်ထရောပြန်ကုန်ပြီ။တချို့ကားလို့ဆန်ကလို့ဂျန်နေတယ်ဒီနေ့ပြန်လာကြသေးတယ်။ ။ထိုင်မဲမှာသူတို့ထဲကဖွဲ့နေပြောပြီးလို့အစဉ်ပြေလို့ပေးပြန်လာလို့ပြောတယ်။လက်ရှိမောတော်မျိုးနဲ့အနီးတစ်ဝိုက်မှာတိုက်ပွဲဖြစ်ပွားတာမျိုးမရှိနေပေမဲ့လက်နက်ကြီးဒရုန်းအပဝင်ဒေချောင်းပစ်ခတ်မှုတွေရှိနေတဲ့အတွက်ဒေသခံအချို့ကတော့နေဆက်မြင်းမြန်မာဗတ်ချန်းနဲ့တောတောင်ဥယင်ချန်ပီရဲမှာတိန့်ရှောင်နေကြရတယ်လို့သူကဆက်ပြောပါတယ်။ဒေသခံပြည်သူတွေရဲ့ပြောဆိုချက်အရဆေးပိချောင်ရာချီကမြို့တွေကပြန်သွားကြတာရှိပေမဲ့အချို့ကတော့အခြေအနေစောင့်ကြည့်တာမျိုးလည်းရှိတယ်လို့ဆိုပါတယ် မော်တော်မျိုးပေါ်မှာတော့ကရင်တော်လန်ရေးအဖွဲ့တွေကထိန်းချုပ်ထားပြီးတော့နေရပြန်ဖို့ကိစ္စကို KNU ဘက်ကတစုံတရာသတင်းထုတ်ပြန်တာမျိုးမရှိသေးပါဘူးဘလို့လုပ်ပြီးပြင်ရင်မလဲနေရနေလို့လက်မှတ်ကြီးတန်း drone တန်းတွေလင်းတန်းတွေကြားနေရတယ်ပုံမှန်ချီလည်းမဟုတ်ဘူးလေတခွဲ့ရတာပေါ့လက်ရှိ၂၆ရက်နေ့တောတောင်ဥယျာဉ် channel တိန်းဆောင်နေကြရတဲ့သူတွေဟာအမိုးကအဝတ်ထည်ဆေးဝါးတွေပြင်ကူညီများစွာလိုအပ်နေတယ်လို့သူကဆက်ပြောပါတယ် အချို့တက်ကြီးရွယ်အိုတွေကလေးတငယ်တွေနဲ့ကိုဝင်ဆောင်မိခင်တွေလည်းစေကူသားမှုခံယူဖို့အခက်ကြုံနေရတယ်လို့ဆိုရတယ်။လက်ရှိမောတောင်မြို့ဘက်ကိုစစ်ကြောင်းထိုးလာနေတဲ့စစ်ကောင်စီတပ်နဲ့တော်လှန်ရေးပူးပေါင်းတပ်တို့တိန်ခွန်နဲ့တဲဖြူကျေးရွာတဝိုက်မှာတိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။လေးရချာတိုက်ယူခဲ့ရတဲ့မောတောင်မြို့ကိုပြီးခဲ့တဲ့နိုဝင်ဘာလ14ရက်မှာကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL PDF မဟာမိတ်ပူးပေါင်းတပ်တွေကတိမ့်ပိုက်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ တိုက်ပွဲကြောင့်မောတော်မြို့ပေါ်နဲ့အနီးပတ်ဝန်းကျင်ကြေးရွာကဒေသခံ3000ထက်မနည်းဘေးလွရာကိုထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့သိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကပ္ပစ16ဆက်ယုံအနီးရှိမြောက်ဖက်ကုံကျေးရွာအနီးမှာ AA နဲ့စစ်ကောင်စီတပ်တို့တိုက်ပွဲပြင်းထန်နေတဲ့သတင်းကိုသတင်းတောင်းနိုင်နိုင်မှပေးပို့ထားပြီးဥထုံးမှတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ပဲခူးတိုင်းပထောင်မြို့နယ်ရှိကာကွယ်ရေးပစ္စည်းစက်ယုံကပ္ပစ16အနီးမှာ မြောက်ဖက်ကုံကြီးရွာနီးတဝိုက်မှာအာရခတ်တက်တော်အေအေနဲ့စစ်ကောင်စီတက်တို့တိုက်ပွဲတွေပြင်းထန်နေတယ်လို့သိရပါတယ်စစ်ကောင်စီကအာရခတ်တက်တော်အေအေနဲ့ပူးပေါင်းမဟာမိတ်တက်တွေတင်ပိုက်ထားတဲ့ point 63လုံးစခန်းကုန်းဘက်ကိုထိုးစစ်ဆင်တိုက်ခိုက်ဖို့အတွက်မတုံချောင်းရဲ့တစ်ဖက်ချမ်းမြောက်ဖက်ကုံကြီးရွာနီးမှာလည်းလက်နက်ကြီးစခန်းတွေပြုလုပ်ပြင်ဆင်ခဲ့တာလည်းဖြစ်ပါတယ်အဲ့ဒီမြောက်ဖက်ကုံအနီးမှာရှိတဲ့လက်နက်ကြီးစခန်းတွေကိုအာရခတ်တက်တော်အေအေနဲ့ပူးပေါင်းမဟာမိတ်တက်တွေကလက်ရှိမှာထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်ပြီး တိုက်ပွဲတွေပြင်းထန်နေတယ်လို့သိရပါတယ်အဆိုပါတိုက်ပွဲတွေအတွင်းမှာနှစ်ဖက်ထိခိုက်ကြဆုံးမှုအခြေအနေကိုမသိရသေးပေမဲ့လည်းစစ်ကောင်စီတပ်ဟာတိုက်ပွဲအတွင်းထိခိုက်ဒဏ်ရရှိတဲ့သူတို့ချို့ကိုကပ္ပစာ၁၆ဆက်ရုံကိုပို့ဆောင်ပေးနေတယ်လို့လည်းသိရပါတယ်အေအေနဲ့မဟာမိတ်ဘူပေါင်းတပ်တွေတိန်းထားတဲ့0.66စခန်းကုန်းကိုပြန်ပြီးထိုးစစ်ဆင်မှုစစ်တပ်ခမြောက်ဖက်ကုန်းကြီးရွာမှာလက်နက်ကြီးစခန်းတွေချထားတယ်လို့ပြောတယ် အဲ့ဒါကို A နဲ့ပူအောင်တက်တွေကပြန်ပြီးထိုးစစ်ဆင်နေတယ်။တိုက်ပွဲတွင်းမှာတော့စစ်တပ်ကအကြဆုံးတွေအများကြီးပဲရှိတယ်ဗျာ။အရက်ခတ်တက်တော် AA နဲ့ပူပေါင်းမဟာမိတ်တက်တွေဟာရခိုင်ရိုးမတောင်တန်းတစ်လျှောက်မှာတိုက်ပွဲတွေပေါ်ဆောင်ခဲ့တာဖြစ်ပြီးလက်ရှိမှာတော့ရခိုင်ရိုးမအောက်ကိုဆင်းလာတာစစ်ကောင်စီတက်ရဲ့ကပ္ပစ6နဲ့ကပ္ပစ16စစ်ရုံကိုဖိအားပေးတိုက်ခိုက်လာနေတာလေဖြစ်ပါလေ။လက်ရှိ AA နဲ့ပူပေါင်းတက်တွေရောက်ရှိနေတဲ့နေရာနဲ့ကပ္ပစ16စစ်ရုံဟာ6မိုင်ကန်တာကွာဝေးတော့တာဖြစ်ပြီးစစ်ကောင်စီတက်ဟာလည်းအဲ့ဒီကပ္ပစ16 တွင်းမှာတက်ပြန်လည်ဖွဲ့စည်းကအင်အားစုဖွဲ့မှုတွေပြုလုပ်နေတယ်လို့သိရပါတယ် Professor 16စိတ်ယုံကစစ်တကအင်အားတွေစုဖွဲ့နေပြီးတော့ကားကြီးတွေနဲ့လည်းအင်အားတွေရောက်ရှိနေတယ်တချို့ပစ္စည်းတွေကိုလည်းစိတ်ယုံကနေရွှေ့ပြောင်းနေတယ်အဲ16စိတ်ယုံကိုတော့စစ်တကအင်အားတွေအစမပြတ်ပို့နေတယ်ဘကိုးတိုင်းပထောင်မြို့နယ်အုပ်ချုပ်ပင်မှာတော့ကပ္ပစ56 6နဲ့16ဆက်ယုံတို့တချီပြီးကပ္ပစ16ဆက်ယုံဟာထိုးစစ်အမြန်ရောက်ဖို့နီးကပ်ထားကြောင်း AA နဲ့ပူးပေါင်းတက်တွေဟာကပ္ပစ6ဆက်ယုံအနည်းကိုစကြောင်းတစ်ကြောင်းနဲ့ကပ္ပစ16အနည်းကိုစစ်ကြောင်းတစ်ကြောင်းစုစုပေါင်းနှစ်ကြောင်းနဲ့အတူစစ်မျက်နှာနှစ်ခုဖွင့်ပြီးထိုးစစ်စင်တိုက်ခိုက်လာနေတာလည်းဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မိုးကုတ်မြို့တွင်ဆက်ကစရောက်ရှိနေပြီးအရဲဝတ်တွေဖြင့်မြို့ထဲလိုက်ပဲကြည့်တာတွေလုပ်နေတဲ့သတင်းကိုကိုမင်းတော်ကတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။မိုးကုတ်မြို့ကိုစစ်ကောင်စီတပ်သားများရောက်ရှိနေပြီး မြို့တွင်းရှိရက်ွက်တွေကိုအရက်ဝတ်တွေနဲ့လိုက်ပတ်ကြည့်နေရတယ်ပြုတ်လုံနေရကြောင်းဒေသခံပြည်သူတွေအနေနဲ့ထိမ့်လန့်နေရပြီးတတိဖြစ်သွာလာနေထိုင်နေရတယ်လို့သိရပါဗျ။မိုးကုတ်မြို့ကိုနိုဝင်ဘာလ20ရက်နေ့နောက်ပိုင်းမှာစကားတအောင်းတပ်ဖွဲ့ဝင်တွေအနေနဲ့စစ်ကောင်စီလက်ထက်ပြန်လည်လွှဲပြောင်းပေးမယ်လို့သတင်းတွေထွက်ပေါ်လာပြီးတဲ့နောက်နိုဝင်ဘာလ26ရက်မနေ့ကမှစတာမြို့တွင်အရက်ဝတ်စကားစတပ်သားတွေကိုတွေ့လာရတယ်လို့သိရပါဗျ။အဆိုပါအရက်ဝတ်စစ်ကောင်စီတပ်သားတွေအနေနဲ့ မိုးကုတ်မြို့ရှေ့ပိုင်းရှိတောင်ကချင်ထောင်ဒေသအခေါ်အောက်ထောင်နဲ့အပေါ်ထောင်တို့မှာရောက်ရှိနေပြီးဖြန့်ခွဲနေရာချထားတာတွေပြုလုပ်နေရလို့သိရပါတယ်။အရဝစ်စစ်ကောင်စီတပ်သားတွေကိုစတင်တွေ့မြင်ခဲ့ရတဲ့ယမန်နေ့ကစပြီးမိုးကုတ်မြို့အတွင်းတအောင်းတပ်ဖွဲ့ဝင်တွေနဲ့တော်လန်ရေးအင်အားစုတွေကိုမြင်တွေ့ရခြင်းမရှိတော့ပဲမြို့တွင်စစ်မဆောင်ပဲကြံရစ်ခဲ့တဲ့ပြည်သူတွေနဲ့အဆိုပါမျက်နှာစိမ်းစစ်ကောင်စီတပ်သားတွေသာကြံရစ်ခဲ့တယ်လို့မြေပြင်သတင်းရင်းမြစ်တွေထံမှသိရပါဗျာ။ မနေတဲ့ကမျိုးရဲတရားနဲ့နေလုံးဝမရှိတော့ဘူးဗျပီရက်တွေကမတွေ့ရတော့ဘူးဗျမျိုးရဲတော်တော်လေးလူပါသွားတယ်ရောက်ွက်လူကြီးတွေလဲသွားကြပြီဆိုတော့အမ်ပြီးတော့ဆက်ကဆာရဲဝတ်တွေနဲ့အောက်ထောင်နဲ့ပေါ်ထောင်မှာရောက်နေကြပြီလို့လဲကြားနေရတယ်ညနေစိမ်းတွေပုံပြီးတွေ့နေရတယ်ဗျာဒါအပြင်အစိုးပါရဲဝတ်စစ်ကောင်စီတပ်သားတွေအနေနဲ့မိုးကုတ်မြို့ပေါ်အတွင်း ေါ်တင်ထွက်လာတာမျိုးတွေမပြုတ်လို့သေးပဲ၎င်းတို့အခြေပြုထားရနေရာတွေမှာသာ အုပ်စုလိုက်နေထိုင်နေပြီးတခါတရံမျိုးပေါ်နေရာတွေကိုစိုင်းငင်းနဲ့လိုက်ပတ်ကြည့်နေရာမျိုးတွေပြုတ်လို့လေးရှိတယ်လို့လည်းသိရပါတယ်။ဒါတင်မကဒီနေ့မနက်အစောပိုင်းမှာလဲအဆိုပါစစ်ကောင်စီတပ်သားတွေအခြေပြုနေတဲ့မိုးကုတ်မြို့အရှိပိုင်းရှိတောင်ကချင်ထောင်ဘက်မှာတနက်တန်နှစ်ချက်ပြဖောက်တန်ကြားခဲ့ရပြီးဒေသခံပြည်သူတွေအနေနဲ့စိုးရိမ်ထိန်လန့်မှုတွေရှိနေတယ်လို့လည်းသိရပါတယ်။ ူတို့လည်းပေါ်ရင်ထက်တာမျိုးမတွေ့ရသေးဘူးဗျဆန်ကယ်နဲ့လိုက်ဘက်လင်နေတာမျိုးတို့ဘာလို့လုံးနေရတော့ရှိတယ်ဗျပြီးတော့ဒီမနက်ကိုမူကုတ်ရှေ့ပိုင်းတောင်ကချင်ထောင်ကနေတနက်နှစ်ချက်ဖောက်တန်ကြတယ်ဘာလို့လဲတော့မသိဘူးပြည်သူတွေတော့သတိထားနေရတာပေါ့ရဲဝတ်တွေနဲ့ပြည်သူကြားလဲရှိနေပြီဆိုတော့မျိုးလဲလဲ၆ကနေတာပဲမိုးကုတ်မျိုးကိုစတင်သိမ့်ပိုက်စင်ကတဲ့က မြို့ရဲ့အရှိဘက်မှာတောင်းတက်ဖွဲ့အနေနဲ့အဓိကအခြေပြုခဲ့တယ်လို့မြို့အနောက်ဘက်မှာလည်းမိုးကုတ်ဖြူဟာမိုးကုတ်ပါခဘာတို့အပါဝင်နှွေဦးတော်လိုင်းရင်အင်အားစုတို့ကအဓိကအခြေပြုခဲ့တာဖြစ်ပြီးလက်ရှိအချိန်မှာတော့မိုးကုတ်မြို့ပေါ်အတွင်းတောင်းတက်ဖွဲ့ကနှွေဦးတော်လိုင်းရင်အင်အားစုတွေပါစုခွာသွားပြီလို့သိရပါဗျ။ဒါအပြင်စစ်မရှောင်နိုင်ပဲကြံရက်ခဲ့တဲ့ဒေသခံပြည်သူတွေအနေနဲ့မိုးကုတ်အခြေအနေနဲ့ပတ်သက်ပြီးတရင်အချက်လက်တိကျမရရှိတာကြောင့် စိုးရိမ်နေရပြီးစစ်ရေးသတင်းကိုအမြဲနှာစွန့်နေရတယ်လို့လည်းသိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ပဲခူးတိုင်းနတလေးမြို့နယ်နဲ့ပေါင်းတဲမြို့နယ်အတွင်းရှိစစ်ကောင်စီဂိတ်တန်တပ်ဖွဲ့ဝင်တွေကိုတိုက်ခိုက်ရာစစ်ကောင်စီတပ်သား3ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူတွေရှိတယ်လို့ပဲခူးရုံးမ PDF Viewer 22ရဲ့တာဝန်ရှိသူက BBN ကိုပြောပါရတယ်။ ိုဝင်ဘာလ26ရက်မနက်7:00နာရီခန့်မှာနတလေးမြို့နယ်ရှားပြူကုန်းကျေးရွာရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကိုဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား2ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူတွေရှိတဲ့အပြင်ဆိုင်ငယ်၄စီးနဲ့စကားပြောဆက်တလုံးတို့ကိုတင်စီရရှိခဲ့တယ်လို့ဆိုပါတယ်။ဂိတ်ဆိုပေမဲ့ဂိတ်ဝင်းကျင်ကသူတို့တွေပဲရှိကြတာပါ။အင်အားကတော့ခံမဲကျင်15ရောက်နဲ့20ဝန်းကျင်ရှိတယ်ဗျ။ ပြည်သူတွေတော့မရှိဘူးဗျပြီးတော့ဒီမရှင်တွေလောက်ဖို့အတွက်လဲကြိုတင်ထောက်လဲပြင်ဆင်ပြီးမှဝင်ပစ်ကြတာပေါ့စကားဆနဲ့ပြူတွေပဲရှိကြတာပါလို့အဆိုပါတော်ဝင်ခံကဆက်ပြောပါတယ်။ကြားပြီအဲ့ဒီနေ့တရက်ထဲမှာပဲမနေ့ဆယ်နေခွဲခန့်မှာပေါင်းတဲမျိုးနဲ့ပန်းသိမ်းပင်ကျေးရွာမှာထွက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်၁၀ဦးကိုလည်းမိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့်စစ်ကောင်စီတပ်သားတအူးတေဆုံးပြီးတအူးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။ အဆိုပါတိုက်ခိုက်မှုတွေတွင်တော်လိုင်းရဲဘော်တွေအထူးကိမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။တိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်ရေးတပ်မတော်အမန်နင်းစစ်စင်ရေးနယ်မြေပဲခူးတိုင်းစစ်ဌာနဘူဟာ22ကုကဲမှုအောက်ရှိတာယာရီခရိုင်အမတ်383တတဲ့ရင်တက်ခွဲ6နဲ့နတလင်းမြို့နယ်ပကဖားတို့ကပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မွန်ပြည်နယ်ပေါင်မြို့နယ်မှာမြောက်ရီမြို့နယ်ကြားဖြတ်ရုံကနေထွက်ပြေးလာကြတဲ့မြန်မာနိုင်ငံသားနဲ့နိုင်ငံခြားသားလူသမားတရားကျော်ကိုစစ်ကောင်စီကဖမ်းဆီးခဲ့တယ်လို့မြို့ခံနေထံကနေသိရပါဗျ။မနေ့ကနိုဝင်ဘာလ26ရက်မှာအိမ်စီးကအငားရင်တွေနဲ့လာတဲ့ကြားဖြတ်လူသားတွေဟာပေါင်မြို့နယ်ရင်းငိမ်ဘူတာရုံမှာယထာစီးဖို့စောင့်ဆိုင်နေချိန်တပ်ဆိုင်ရာအဖွဲ့တွေကဖမ်းဆီးခဲ့တာပါ။ ဆယ်ယောက်တစ်ဖွဲ့အစုအဖွဲ့လိုက်ကန်းကားပြီးလာကြတာများတယ်ကိုနိုင်ငံသားတွေတော့ရွာပြန်ဖို့ပြောတာပဲအဲ့ဒီမှာနိုင်ငံသားသားတွေလည်းပါတယ်သူတို့ကတော့ဘယ်သွားမလဲတော့မသိဘူးဘူတာကိုရောက်နေတာတိတော့လာဖမ်းသွားတာပဲလို့ပေါင်မျိုးနဲ့ရင်းငိမ်မြောက်ဒေသခံတအူးက VPN ကိုပြောပါတယ်ဖမ်းမိသူတွေထဲမှာအမျိုးသမီး40ဦးခန့်ပါဝင်တော်လဲအများစုကတရုတ်နိုင်ငံသားတွေဖြစ်ကြပြီးသူတို့အားလုံးကိုစစ်ကောင်စီအဖွဲ့တွေကစစ်ဆေးနေကြတယ်လို့သူကဆက်ပြောပါဗျ လက်ရှိမြောက်ရီမျိုးနယ်မှာရှိတဲ့ KK ဘဏ်၊မင်းလက်ဘဏ်၊ရွှေကုတ်ကိုအစားရှိတဲ့ကြားဖြတ်ရုံတွေကိုစစ်တဲ့ BGF KNU တို့ကဝင်ရောက်စီးနှင်းမှုတွေပြုလုပ်နေတဲ့အတွက်အဲဒီကအလုံသမားထောင်ကြီးထွက်ပြေးနေကြတာပဲဖြစ်ပါတယ်။အဲဒီလိုထွက်ပြေးနေတဲ့သူတွေဟာမြောက်ရီဖက်အန်အစားရှိတဲ့မြို့နယ်ဘက်ကိုတင်းရှောင်သွားကြသူတွေရှိသလိုအချို့ကတော့ဝန်ကြီးနယ်ကိုဖြတ်သန်းပြီးတက်ဆိုင်ရာဒေသကိုရွှေ့ပြောင်းသွားကြသူတွေလည်းရှိနေတာဖြစ်တယ်လို့သိရပါတယ်။ လက်ရှိမွန်းနဲ့ကရင်ပြည်နယ်ကိုဆက်သွယ်ထားတဲ့လမ်းပိုင်းအလုံးကိုစစ်ကောင်စီကခေချောက်စစ်ဆေးမှုတွေတင်းကျပ်ထားပြီးဟိုတယ်မော်တယ်တဲကိုကန်အဆောင်အစရှိတဲ့နေရာတွေကို လိုက်လံစစ်ဆေးနေတယ်လို့သိရပါတယ်အခုလိုကြားပြန့်လုပ်ငန်းကိုအရှိန်ဟုန်နဲ့ဖန်ဆီးမှုတွေပြုလုပ်နေပေမဲ့မြောက်ရီမျိုးနဲ့အတွင်းမှာရှိတဲ့ကြားပြန့်လုပ်ငန်းအချို့ကတော့နေရာပြောင်းရွှေ့ပြီးဆက်လက်လက်ပဲနေဆဲဖြစ်တယ်လို့ဒီဆက်သူတွေကပြောပါဗျ။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ မိုးလေဝသသတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။အင်ဒိုနီးရှားနိုင်ငံကုန်းတွင်းပိုင်းဒေသတွေကိုဖျက်ကျော်ခဲ့တဲ့ဆိုင်ကလုန်းမုန်တိုင်းဆန်ရဟာတောင်အရှေ့တောင်ဘက်သို့ကွေ့ကရွှေ့ချားခဲ့ပြီးအင်ဒိုနီးရှားနိုင်ငံအရှေ့မြောက်ပိုင်းနဲ့မလက်ကာရေလက်ကြားတို့ကိုပြန်လည်ရောက်ရှိခဲ့ပါတယ်။အဆိုပါဆိုင်ကလုန်းမုန်တိုင်းဆန်ရဟာမြန်မာနိုင်ငံကော်တောင်းမြို့ရဲ့တောင်ဘက်ရေမိုင်း360မိုင်ခန့်မလေးရှားနိုင်ငံပီနယ်မြို့ရဲ့အနောက်တောင်ဘက်ရေမိုင်း140မိုင်ခန့် အင်ဒိုနီးရှားနိုင်ငံကူတာမကွာမြို့ရဲ့အရှိတောင်ဘက်ရေမိုင်60ခန်းနဲ့အိန္ဒိယနိုင်ငံကာနီကိုဘာမြို့ရဲ့အရှိတောင်ဘက်ရေမိုင်460မိုင်ခန့်အကွာပင်လယ်ပြင်ကိုဗဟိုပြုနေပါတယ်။အဆိုပါဆိုင်ကလုန်းမုန်တိုင်းဆန်ရဟာနောက်24နာရီအတွင်းအရှိတောင်ဘက်သို့ရွေ့ရှားနိုင်ပြီးမလကာရေလက်ကြားမှာမုန်တိုင်းငယ်အဖြစ်အာရော့သွားနိုင်တယ်လို့ထုတ်ခံမှန်းထားပါတယ်။ဘင်္ဂလားပင်လယ်ော်အနောက်တောင်ပိုင်းနဲ့တီးလင်္ကာနိုင်ငံအရှေ့တောင်ပိုင်းတို့မှာဖြစ်ပေါ်နေတဲ့အကောင်းဆုံးလေပြင်းအနေရေဝန်းဟာ ပုံမအကောင်းလာပြီးဘင်္ဂလားပင်လယ်ော်အနောက်တောင်ပိုင်းနဲ့တီရီလင်ကာနိုင်ငံကမ်းခြေတို့မှာမုန်တိုင်းငယ်ဖြစ်သူရောက်ရှိခဲ့ပါတယ်။အဆိုပါမုန်တိုင်းငယ်ဟာမြန်မာနိုင်ငံကိုကိုကျုံမြို့ရဲ့တောင်အနောက်တောင်ဘက် ရေမိုင်100မိုင်ခန့်တီရီလင်ကာနိုင်ငံထရီကိုမာလီမြို့ရဲ့တောင်အရှေ့တောင်ဘက်ရေမိုင်180မိုင်ခန့်နဲ့အိန္ဒိယနိုင်ငံပူတူချယ်ရီမြို့ရဲ့တောင်အရှေ့တောင်ဘက်ရေမိုင်395မိုင်ခန့်အကွာပင်လယ်ပြင်ကိုဗဟိုပြုနေပါတယ်။ အဆိုပါမုံတိုင်းငယ်ဟာမြောင်အနောက်မြောက်ဘက်သို့ရွှေ့ရှားနိုင်ပြီးနောက်ဆက်နှစ်နာရီအတွင်းအကောင်းသောမုံတိုင်းငယ်အဖြစ် ပုံမအကောင်းလာနိုင်ပါတယ်။ထို့မှတစဉ်မြောင်အနောက်မြောက်ဘက်သို့ဆက်လက်ရွှေ့ရှားနိုင်ပြီးပုံမအကောင်းလာက အိန္ဒိယနိုင်ငံတမီနာဒူးမြောက်ပိုင်းနဲ့အင်ဒါပရာဒက်ရှ်တောင်ပိုင်းကမ်းခြေတို့ကိုဥတီရွှေ့ရှားနိုင်တယ်လို့ခန့်မှန်းထားပါတယ်။ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာတိမ်အင်းသင်းသင်းမှတိမ်ထူထပ်နေပြီးကြံဘင်္ဂလားပင်လယ်အော်မှာတိမ်အင်းနှဲငယ်ဖြစ်ထွန်းနေပါဗျ နောက်နေ့အတွက်ခံမှန်းချက်မှာနေပြည်တော်မန္တလေးတိုင်းမကွေးတိုင်းစကိုင်းတိုင်းအောက်ပိုင်းကယားပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာညအပူချိန်များအနည်းငယ်ရောနှဲနိုင်ပါတယ်။နောက်ထပ်သတင်းတပုတ်အနေနဲ့နိုင်ငံတကာသတင်းကိုကိုရစ်ချက်မှတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ထိုင်းနိုင်ငံရဲ့ဝန်ကြီးကဒေါအောင်ဆန်းစုကြည်လွမြောက်ရေးအတွက်တောင်းဆိုခဲ့ပြီးတော့အာဆီယံနေနဲ့စစ်ကောင်စီရဲ့တူးယောက်ရွေးကောက်ပွဲပြီးသွားရင်တောင်မြန်မာနိုင်ငံနဲ့ပြန်လည်ဆက်ဆံဖို့ခက်ခဲလိမ့်မယ်လို့ညမလာ25ရက်နေ့ကပြောကြားခဲ့ပါတယ်။ 2021ခုနှစ်ကအနာသိမ်းခဲ့တဲ့စစ်ကောင်စီဟာပြည်တွင်းစစ်ဖြစ်နေတဲ့ကြားတွေကဒီဇင်ဘာ28ရက်နေ့ဇန်နဝါရီလထဲမှာရွေးကောက်ပွဲတူရုံတွေကိုပြုလုပ်ဖို့ကြိုးစားနေတာကိုသိရတယ်လို့ဆိုပါတယ်။ဒါ့အပြင်စစ်ကောင်စီခုလိုလှုပ်ဆောင်နေတာဟာတရမဝင်တင်ထားတဲ့အာဏာကိုဆက်လက်တပ်တန်းတိုးကျင်လို့ဆိုတာနိုင်ငံတကာကလည်းသိထားတယ်လို့ဆိုပါတယ်။စစ်ကောင်စီရဒီမိုကရေစီလှူလာတဲ့အချို့ပြိုင်ဘက်ပါတီတွေကိုပိတ်ပင်ထားပြီးတော့အချို့ပါတီတွေကလည်းဝင်ရောက်ဖို့ငင်းစင်တာမျိုးတွေရှိနေတာကြောင့်စစ်ကောင်စီမင်းအောင်လှိုင်အနေနဲ့ တနိုင်ငံလုံးမှာကျင်းပနိုင်မှာမဟုတ်ကြောင်းဝန်ခံထားတာကိုသိရပါတယ်။အဖွဲ့ဝင်၁၇နိုင်ငံပါတဲ့အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအဖွဲ့အစည်းကအော်တိုဘာလမှာစစ်ကောင်စီကိုတရားမျှတပြီးလွတ်လပ်တဲ့ရွေးကောက်ပွဲတစ်ခုကျင်းပဖို့တွန်းအားပေးခဲ့ပါတယ်။ဒါ့ပြင်လွန်ခဲ့တဲ့၄နှစ်ကလည်းတိုက်တွန်းထားတဲ့အာဆီယံရဲ့ငြိမ်းချမ်းရေးသဘောတူညီချက်၅ရပ်ကိုလိုက်နာဖို့တောင်းဆိုခဲ့ပါတယ်။2021ခုနှစ်မှာစစ်ကောင်စီကနိုဘယ်ဆုရှင်ဒေါက်ဆန်းဆုကြည်ဦးဆောင်တဲ့အရသာဆိုးရွားကိုဖျောက်ချခဲ့ပါတယ်။ဒါကြောင့်တနိုင်ငံလုံးမှာလက်နက်ကန်ခုခံမှုတွေဖြစ်ပေါ်ခဲ့ပြီးတော့ မြန်မာနိုင်ငံဟာနိုင်ငံရေးမငြိမ်မသက်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။အသက်80အရွယ်ရှိနေပြီဖြစ်တဲ့ဒေါက်ဆန်းစုကြည်ဟာအဲ့ဒီအချိန်ကစပြီးတော့ထိမ့်သိမ်းခံထားရတာအခုနှစ်အတွင်းမှာနှလုံးရောဂါပုံမဆိုးရွားလာနေပြီးတော့အရေးပေါ်ကုသမှုခံယူဖို့လိုအပ်နေကြောင်းတားဖြစ်သူခင်ကပြောကြားခဲ့ပါသေးတယ်။ယနေ့နိုဝင်ဘာလ28ရက်နေ့ BBN ရဲ့ပြည်ရင်းပြည်ပသတင်းများကို တင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်။ကျမကတော့တင့်တိမ်ပါ။